ရေးပေါ်အခြေအနေတုံ့ပြန်ခြင်းအသိပညာပေးသင်တန်းနဲ့မတန်ဆွမ်းသူများအတွက်အတားအဆီးမဲ့ခီးသွွားလုပ်ငန်းဖော်ဆောင်ခြင်းဆိုင်ရာဝန်ဆောင်မှုသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဟိုတယ်နဲ့ခီးသွွားလာရေးဝန်ကြီးဌာန၏လမ်းညွှန်မှုရှမ်းပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုတို့ဖြင့်အကောင့်ထဲပေါ်ဆောင်ရွက်သည့်အရေးပေါ်အခြေအနေတုံ့ပြန်ခြင်းအသိပညာပေးသင်တန်းနဲ့မတန်ဆွမ်းသူများအတွက်အတားအဆီးမဲ့ခီးသွွားလုပ်ငန်းဖော်ဆောင်ခြင်းဆိုင်ရာဝန်ဆောင်မှုသင်တန်းဖွင့်ပွဲအခမ်းအနားကို ဇွန်လ19ရက်နေ့နဲ့9နာရီက Royal တောင်ကြီးဟိုတယ်ခန်းမတွင်ကျင်းပပြုလုပ်ခဲ့ပါတယ်။အခမ်းအနားတွင်ရှမ်းပြည်နယ်အစိုးရဖွဲ့ဝင်ပြည်နယ်စည်းပွားရေးဝန်ကြီးဦးခွန်သိမ်းမောင်ကအမှားစကားပြောကြားရာတွင်တင်နန်းကိုတောင်ကြီးမြို့ရှိဟိုတယ်နှင့်တက်ခိုရိပ်သာများမှဝန်ထမ်း90ဦးခန့်ပါဝင်တက်ရောက်မှဖြစ်ကြောင်းပြည်내ရဲတပ်ဖွဲ့မှုယုံပြည်내မိသက်ဥစည်းဌာနပြည်내ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥစည်းဌာန ပြည်내ကြက်ချင်နေတဲ့ပြည်내လူမှုဝန်ထမ်းဦးစီးဌာနပြည်내ဟိုတယ်နဲ့ခရီးသွားညွှန်ကြားမှုဦးစီးဌာနတို့မှသက်ဆိုင်ရာအကြောင်းအရာများကိုတင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းတင်နှန်းကိုတက်ရောက်ကြမည်ဟိုတယ်နှင့်တက်ကိုရိတ်တာမှဝန်ထမ်းတင်နှန်းသားများအနေနဲ့တဘာဝဘေးအန္တရာယ်နဲ့အခြားအရေးပေါ်အခြေအနေများကြုံတွေ့လာပါကအရေးပေါ်တုံ့ပြန်ရမယ့်နည်းလမ်းများနဲ့လက်တွေ့လှုပ်ဆောင်ချက်များကိုစိတ်ဝင်စားလေ့လာသင်ယူသွားကြရန်နဲ့တက်ကြီးရွယ်ဦးကလေးတငယ်နဲ့ကိုလက်ရင်ကမတန်ဆွမ်းသူ စသည်ဖြင့်မတန်ဆွမ်းခီးသွွားများအလုံးနှင့်မတန်ဆွမ်းခီးသွွားများအလုံးနှင့်ဒန်းတူခီးသွွားလာနိုင်၏အထောက်အကူပြုနိုင်မဲ့ဝန်ဆောင်မှုများကိုဟိုတယ်နှင့်တက်ခွေရိပ်သာများတွင်ဝန်ဆောင်မှုပေးနိုင်ရန် စာတွေ့လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်သည့်အတွက်အလေးနက်ထားလေ့လာစီးပူးသင်ယူကြရန်ပြောကြားခဲ့ပါသည်သင်တန်းတက်ရောက်လာသူများနှင့်အတူမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍သင်တန်းနီးပြများနှင့် တင်နန်းသားတင်နန်းသူများအားလိုက်လံနှုတ်ဆက်ခဲ့ပါတယ်။တင်နန်းတွင်တောင်ကြီးမြို့ရှိဟိုတယ်နှင့်တဲခိုရိပ်သာများမှဝန်ထမ်း55ဦးတက်ရောက်ခဲ့ပြီးမီးဘေးလုံခြုံရုံးနှင့် ရေးပေါ်အခြေအနေ တုံ့ပြန်ခြင်း၊ကြက်ချီနီရှေးဦးပြုစုခြင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်လူမှုဝန်ထမ်းဦးစီးဌာနတို့မှနီးပြ6ဦးကဂျွန်လ18ရက်ညနေ4:00နာရီတိစာတွေ့လက်တွေ့တင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။ အဆိုပါတင်နန်းဖွံ့ဖွယ်သူရှမ်းပြည်နယ်ဆိုရဖွဲ့ဝင်စီးပွားရေးရဝန်ကြီးဦးခွန်သိမ်းမောင်ပြည်နယ်လူမှုရေးရဝန်ကြီးဦးမင်းမင်းလွင်ပြည်နယ်ဥပဒေချုပ်ဦးဆိုင်ကျော်စံပြည်နယ်ဟိုတယ်နှင့်ခီးတော်ညွှန်ကြားမှုဦးစီးဌာနညွှန်ကြားရေးမှူးဒေါက်တာတန်းစုံနှင့်ပြည်နယ်ခရိုင်မြို့နယ်စင်ဌာနဆိုင်ရာများနှင့်တင်နန်းသားတင်နန်းသူများတက်ရောက်ခဲ့ကြောင်းသိရှိကြပါသည်ခင်ဗျာ